မြန်မာနှစ်1389ခုနှစ်နှစ်စံတရက်နေ့အခါကာလသမယမှာဦးဇင်းတို့မြန်မာပြည်သူပြည်သားအပေါင်းဘေးဒုက္ခအမျိုးမျိုးရန်အသွဲသွဲအမျိုးမျိုးတို့မှကင်းလွတ်ပါစေလို့ဦးဇင်းအနေနဲ့ဥစွာပထမဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အဲ့တော့နေဟောင်းကုံဆုံးလို့နှစ်သက်ကို ကူးပြောင်းတဲ့အခါသမယသင်္ကြန်ကာလလို့ဆိုရဲပါဠိလိုမှာတော့သင်္ကန်တကူးပြောင်းတယ်လို့ပဲအဓိပ္ပာယ်ပေါက်ပါတယ်။ဦးဇင်းတို့ရဲ့တုံးနေတဲ့ပြက်ကလင်တွေအရာနှစ်ကူးတယ်ဘာသာဒလိထုံစံစင်လာအရာနှစ်ကူးတယ်အဲ့တော့နှစ်ကူးတယ်ဆိုတဲ့အနေထားမှာပြက်ကလင်တွေအရာလဲရာသီတွေ၁၂ရာသီရာသီတွင်ပြောင်းတယ်အဲ့တော့ရာသီတွင်ပြောင်းတဲ့ကာလရာသီအနေနဲ့လဲ တကယ်ကိုမှပူပင်တဲ့ကာလမှာဖြစ်တဲ့အတွက်တင်းကျင်ကူးပြောင်းတဲ့အချိန်ကိုဇင်းတို့တွေဒီဘက်ဥရောပတွေကိုကြတော့ဒီဇင်ဘာကတည်းကဇန်နဝါရီမှာနှစ်ကူးတယ်ဆိုပြီးလောက်ကြတယ်တရုတ်ကတော့ဖေဖော်ဝါရီမှာနှစ်ကူးတယ်လောက်ကြတယ်အိန္ဒိယကတော့မတ်လထဲမှာနှစ်ကူးသွားတယ်ဦးဇင်းတို့တွေဟာဧပြီထဲမှာနှစ်ကူးတယ်ဂုံလုံးကအဲ့တော့နေပြက်ကြိန်လပြက်ကြိန်ကိုကြည့်ပြီးတော့မှနှစ်ကူးကြတယ် အဲ့တော့မိတို့ပင်ဆိုစေဦးဇင်းတို့ပမာတွေဟာနှစ်သက်ကိုဒီတင်းကြံကာလဆိုတာဟိုရှေးမင်းနေလက်ထက်တုန်းကလက်ခံကျင့်သုံးလာကြတာဖြစ်တယ်။ယာတိဥရုအနေထားအရာကောပူပြင်းတဲ့ကာလဖြစ်တာရဲ့မိမိတို့ရဲ့နှစ်ဟောင်းကုံဆုံးလို့နှစ်သက်ကိုမပါသွားစေချင်လို့ဆေးကြောခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့တင်းကြံရေလောင်းပွဲတော်ကြီးကျင်းပကြတယ်။ဆေးကြောတယ် နှစ်ဟောင်းကဟာလေနှစ်သက်ကိုမပါစေဖို့အတွက်ဒါကြောင့်လို့နှစ်ဟောင်းမှာရှိသမျှအညစ်အကြေးတွေကင်းစင်စေဖို့အတွက်3ရက်4ရက်အဲ့တော့သင်းချံအချိုနဲ့အကြနဲ့အကြက်နဲ့အတက်နဲ့ရလို့4ရက်ခွဲပြီးတော့မှကျင်းပပြီးသူ့ရဲ့ဥတီချက်ယူရချက်ကနှစ်ဟောင်းမှာရှိတဲ့အညစ်အကြေးတွေအကုန်လုံးစေကျော်တန့်စင်ပြီးတော့မှနှစ်သက်ကိုစိတ်သက်လူသက်နဲ့အားလုံး မင်္ဂလာအတိတ်တွေဖြစ်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တင်းညံပွဲတွေကျင်းပလာခဲ့ကြတာဖြစ်တယ်။အဲ့တော့ကံမကောင်းစွာပဲဒီနှစ်မှာတော့ဦးဇင်းတို့ဗမာပြည်မှာတင်းကြံပွဲမကျင်းပနိုင်လိုက်ရဘူး။မကျင်းပနိုင်ရတဲ့အနေထားကလည်းတကယ့်ကိုအင်မတန်ဆိုးရွားတဲ့မြင်းငလင်တံကိုအလူးလဲခံလိုက်ကြရလို့မိသားစုပေါင်းများစွာတတ်အိုးအိမ်စီးစိမ်ပေါင်းများစွာငလင်လှောက်ခတ်တဲ့အတွက် ကုန်လုံးဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာသင်္ချံနဲ့ပတ်သက်ပြီးသင်္ချံစာဆိုတာလဲဥစဉ်တို့ဗုဒ္ဓဘာသာနှစ်တစ်နှစ်ရောက်ပြီဆိုသင်္ချံစာကြိုထွက်တယ်သင်္ချံစာကိုဥစဉ်တို့ငယ်တုန်းကမိပါတယ်ရှာဝယ်ပြီးတော့မှဖတ်ကြသင်္ချံစာကိုကြည့်ပြီးတော့မှပြောဆိုနေကြတာငယ်တုန်းကတွေ့တယ်အဓိကတောသူတောင်သားတွေကဘာလဲဆိုဒီသင်္ချံစာကြည့်ပြီးတော့မှမိုးဦးကောင်းမလားမိုးလေကောင်းမလားမိုးနှောင်းကောင်းမလားရဲ့လို့ ကြည့်ပြီးမိမိတို့ရဲ့တောင်သူစိုက်ရေးပြိုးရေးအတွက်ကိုအဓိကတွက်ချက်ကြတာပါအဲ့တော့ဒီမှာလဲလူအမျိုးမျိုးပဲအဲ့တော့တင်းညံစာထောက်တယ်ဆိုတာဗမာပြည်မှာလဲဈေးကွက်တစ်ခုအနေနဲ့ဖြစ်နေပါဟုတ်တာဖြစ်စေမဟုတ်ဒီဖြစ်ဒီနှစ်ကတော့ဘာတွေအတာစားမယ်ဟိတ်ဆိုပြီးတော့မှတခါတည်းပရိတ်အိုးပုံစံမျိုးတွေနဲ့အတာအိုးတွေထိုးကြရတယ်အဲ့တော့ ပြောကျင်တာကဒီတင်းကြံစာတွေပါပဲအဲ့တော့တင်းကြံကိုလက္ခဏာရဲ့တင်းကြံစာဆိုတဲ့ဟာဒီဟာလေဦးဇင်းတို့ရဲ့ဟိုးရှစ်ပဝေနှစ်တီတုံးကရင် လုံနေကြတဲ့ဘေဒင်ပညာကိုအဓိကဥတည်တာပါပဲအဲ့တော့ဘေဒင်ပညာလို့ဒီမှာပြောမယ်ဆိုတော့လေဘုရားရှင်ရဲ့ပင်စဝတ်ကြီး၅ဦးကွန်တိန်ညဆိုတဲ့အငယ်ဆုံးကပဲဘုရားရှင်စေအမှန်ဖြစ်လိမ့်မယ်ဆိုတဲ့အဲ့တော့တို့ဘုရားအလောင်းဟာ စကြဝဠာမင်းဖြစ်မလားတလောကလုံး အလေးမြတ်ပြုတဲ့ဖရာပဲဖြစ်မလားဆိုတဲ့အချိန်မှာသူကိုယ်တိုင်ကဖရာအမှန်စင်စစ်ဧကန်ဖြစ်မယ်ဆိုပြီးပြောပြီးတဲဆိုမှဥစဉ်ဆာလာပေးလာမှာတွေ့ရတာအဲ့တော့ရှေခစ်တေကွန်ကအလေးအထအယူအဆအတိတ်နမိတ်တပေါင်းနေဆိုတာတိုင်းပြည်အုပ်ချုပ်မြင်လို့တဲ့လူတွေမလွန်ဆန်ခဲ့ကြဘူးဆိုတာသိကြရမယ်ဒါတကယ်အတိတ်ကြလားဆိုတော့လေအတိတ်ကြတော့မဟုတ်ပြန်ဘူးဒါပေမဲ့ဒီဘေးဒင်ပညာရေ short တွက်လို့မရဘူးဆိုတာကိုတော့အကုန်လုံးသိကြဖို့လိုမယ်လို့တော့ဦးစင်းတို့ယူဆပါတယ်အခုတင်းညံစာတွေထောက်တဲ့ဆိုတာအဲ့ဒီ bidding ဆရာတွေပါပဲဦးစင်းတို့ငယ်တုန်းကမန္တလေးအဲ့ဒီပုံနှကုံးဟောနမကြီးပေါ့နော်အဲ့ဒီဘက်ကတကယ် bidding ဆရာကြီးတွေသူတို့တွေကြီးမှုပြုပြီးတော့မှလောက်တယ်လို့ငယ်တုန်းကတော့ကြားဘူးတယ်အဲ့တော့ဒီတင်းညံစာမှာလဲတရားမင်းကပါစီတွေမှာ ဘလို့ဝင်နေလူပြီဒါတွေဟာလဲသူတို့ဘလို့တွက်ချက်တယ်လဲတော့စဉ်းလို့တော့နားမလည်ပါဘူးနော်ဒါပေမဲ့ဒီနိုင်ငံရဲ့အရေးအရာတွေအရေးအရာတွေသူတို့လည်းကြည့်ပြီးတော့မှတကယ်ပေါ်လာတဲ့အတိုင်းဟုတ်သလားဒါမှမဟုတ်ရိတ်ဖန်းတန်ဖန်းနဲ့စဉ်းသလားတော့မသိပါဘူးအဲ့တော့ဒီနှစ်သင်းညာစာအရဆိုရင်တော့ထလန်ကင်ပြီးစဉ်းနေဆိုတော့ ဒီကနာတော့စစ်ပွဲဖြစ်မဲ့အနေအထားကိုသူတို့ကကြိုတွေးပြီးတော့များလောက်သလားလို့ဒီလိုပဲဥစဉ်တော့ယူဆပါတယ်။အမြင်တော့ပြင်ဆိုစေဒါဟာတင်းညာစာမှာအဲတော့ဘေးရင်ပညာနဲ့ပတ်သက်ပြီးနိုင်ငံအကြီးအကဲတွေဆိုတာတွေဟာသူတို့တွေလက်မလွတ်ဘူးရှေ့ခေတ်မင်းနေပြည်တော်တွေတီထောင်ပြီးရဆပြီးလူအတိုင်းဝိုင်းမှာအချိန်ဟွာဩဇာကြီးမာတယ်ဒီပညာရရှိပါတယ်။အခုငလင်ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဟိဆိုရင်တော့ဦးဇင်းတို့ငလင်ဟာလဲသူ့ရဲ့တဘာဝဖြစ်စဉ်အရဦးဇင်းတို့ကဘာရဲ့တည်နေမှုပါသူ့လေယာဉ်တွေမျိုးစုံရှိတယ်ခုကြောက်ချက်တွေပုတ်တိုက်နေတယ်လှုပ်ရှားနေတယ်ဆိုမှသိပ္ပံပညာတော့ဒီလိုပြောပြမိလဲဦးဇင်းတို့ဒီတစ်ဖက်ကအတိတ်နမိတ်ကောက်တဲ့နေရာမှာလဲမြမသမိုင်းတစ်ချောက်ကိုကြည့်ရင်လဲမင်းပြောင်းမင်းလွှဲဆိုတာဒီမှာလဲဒီလို လင်လှုပ်တယ်ဆိုတာတွေ့ကြရတာဖြစ်တယ်အဲတော့ပကံဒိုင်နက်စတီပကံပြည်ကြီးပြုတ်ပြတ်တော့မယ်ပကံမင်းဆက်ပြတ်တော့မယ်ဆိုတဲ့အထက်မှာလည်းတွေ့ခဲ့ဘူးသလိုတောင်ငူမင်းဆက်ပြတ်တဲ့အထက်မှာလည်းတွေ့ခဲ့တယ်အင်းဝါတို့ကုန်းပေါင်တို့ဒီဟာတွေမှာလည်းမှတ်တမ်းမှတ်ရတယ်ရှိခဲ့တယ်ဆိုတဲ့အတိတ်နမိတ်ကလည်းရှိအဲတော့ခုဦးစင်းတို့လည်းဒီနှစ်1386နှစ်ကုန်ကနီးမှာလှုပ်ခတ်သွားတဲ့ငလင်ဟာ မင်းပြောင်းမင်းလွဲဖြစ်ဖို့များလှုပ်ခတ်နေသလားလို့ဦးဇင်းတော်ဒီလိုပဲယူဆပါတယ်။ရှေ့မှာမှတ်တမ်းမှတ်ရည်ရှိခဲ့တာဖြစ်တဲ့အတွက်ဖြစ်ပါစေလို့လည်းဦးဇင်းတော်ဆုတောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းသူပြည်သားတွေကိုလူလို့ကိုမတတ်မှတ်ဘူးလူစိတ်မရှိတဲ့မင်းအဲ့တော့ဦးဇင်းတပါးတဲ့အယူဆပြောရမယ်ဆိုရင်တော့အင်မတန်မှသီးခံစိတ်ရှိတဲ့ လူကိုဦးဇင်းတို့ကမြေကြီးနဲ့ခိုင်းနှိုင်းပြီးတော့မှပြောကြပါတယ်မဟာပထဝီမြေကြီးကဲ့သို့ဆိုတာမတုံမလှုံနဲ့အတော့ကိုတိခန်နိုင်တဲ့ဆွမ်းအားအဲ့တော့ဒီလိုတတ်မဲ့တဲ့မဟာပထဝီမြေကြီးတောင်မှလူမတရားမှုတွေများလာပြီးဟိတ်ဆိုရင်တိမခန်နိုင်လောက်အောင်ဖြစ်တယ်လို့ယူဆပြီးတော့မှဦးဇင်းတို့လှုပ်ခါချသွားတယ်လို့ပဲယူဆပါတယ်အဲ့တော့ဒီနှစ်သက်မှာခု1300 86ခုရေကုပြောင်းခဲ့ပြီ89ဒီနေ့ဆိုစဝင်ပါပြီအဲ့တော့89မှာဦးဇင်းတို့တွေသည်ဒီမိစ္ဆာဒီရဲ့ရန်စိုးဝါတွေမှာတို့တိုင်းပြည်ပြည်သူပြည်သားအကုန်အ мян ဆုံးလွတ်မြောက်ကြပါစေခံစားနေကြရတဲ့ဆင်းရဲအမျိုးမျိုးဒုက္ခအမျိုးမျိုးဘေးရန်အမျိုးမျိုးဝါတွေကင်းလွတ်ပြီးတော့မှမိမိတို့သွားခြင်းနဲ့လူလူလူ အတိမတ်ပြုပြီးလူလူလူဆက်ဆံလေးမြတ်ပြုပြီးကိုချင်းစာတရားနဲ့အောက်ချုပ်မဲ့မင်းကောင်းမင်းမြတ်များပေါ်ထွက်ကြပါစေလို့ဆုတောင်းပေးတဲ့ဦးဇင်းရ1389ခုနှစ်မြမနှစ်ဦးနှစ်ဆန်းတရားနှစ်ဆုတောင်းမင်္ဂလာပြုတာအပ်ပါလိုက်ပါတယ်